ကျွန်တော်တို့ဒီ68မျိုးဆက်ငញ្ញန်းရင်းနဲ့ဖွင့်လင်းလူ့ဖွဲ့စည်းဆိုတာဟာရှင်လင်းလုံးရဲတော်ဘုံကြီးနဲ့အတူပေါက်ဖွားလာတဲ့မျိုးဆက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရှင်လင်းလုံးကာလာရုံးကကဘာဒီအာနာရှင်စနစ်ကိုဖျောက်ချဖို့အတွက်ကျွန်တော်တို့ဘဝတွေအသက်တွေအများကြီးပေးဆက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့ရပါတယ်မကြာခင်ကျင်းပမဲ့နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲလို့ရွေးကောက်ပွဲမျိုးမဲပေးခွင့်ရဖို့အတွက်ကျွန်တော်တို့ အချင်းတောင်တွေမှာတိုးတဲ့တောင်တွေမှာဘဝပြက်ပြီးတော့အသက်တွေသေခံပြီးတော့ကျွန်တော်တို့ပေးဆပ်ခဲ့ကြရတယ်။ဒါကြောင့်မလို့ရွေးကောက်ပွဲမှာနိုင်ငံသားတွေမဲပေးခွင့်ဆိုတာလွယ်လွယ်ကူကူနဲ့ရခဲ့တဲ့အခွင့်အရေးမဟုတ်ပါဘူး။အဲ့တော့နိုင်ငံသားတွေအနေနဲ့ကိုယ့်အခွင့်အရေးကိုတန်ဖိုးရှိရှိအသုံးချကြဖို့ဒါမဲ့ရွေးကောက်ပွဲအတွက်ကိုယ့်နာမည်တွေမဲစည်းရင်းမှာပါရလားဆိုတာကိုတက်တက်ကြွကြွနဲ့မဲစည်းရင်းတွားရောက်စစ်ဆေးဖို့ သက်ဆိုင်ရာရပ်ွက်ကျေးရွာကော်မရှင်ရုံးများမှာကိုယ့်ရဲ့အမည်နာမည်တွားရောက်ပြီးတော့ကိုယ်တိုင်စစ်ဆေးဖို့နောက်မဲပေးတဲ့အခါမှာမပြတ်မခွက်မဲသွားပေးကြဖို့ရွေးကောက်ပွဲမဲပေးတာတို့နဲ့မဆိုင်ပါဘူးကွာဘသူတက်တဲ့ဘယ်ဆိုးရတက်တဲ့ငါတို့ကဘာဖြစ်မှလဲဆိုတာမျိုးနဲ့မဲပေးမှုကိုပြတ်ွက်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံသားတွေရဲ့ရွေးချယ်ပိုင်ခွင့်အစိုးရတစ်ဖွဲ့ကိုပြုပြင်ပြောင်းလဲဖြစ်ဖို့မလိုချင်တဲ့အစိုးရကိုဖျောက်ချဖို့ ကိုဖြစ်စေခြင်းနဲ့ဇိုးရအောင်တင်မြောက်ဖို့မလိုချင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုဖြုတ်ချပြီးတော့ကိုယ့်ကိုကိုစားပြုမဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုရွေးကောက်တင်မြောက်ဖို့အဲ့ဒါလောက်တန်ဖိုးရှိတဲ့အခွင့်အရေးကိုကျွန်တော်တို့မိမိရရအသုံးချပြီးတော့မဲပေးတဲ့နေ့မှာမဲပေးဖြစ်အောင်ပေးဖို့ကိုမဲပေးတဲ့ခါမှာလဲကိုမဲကိုပယ်မဲမဖြစ်အောင်ခိုင်းလုံးတဲ့မဲဖြစ်အောင်ဘလို့ပေးရမယ်ဆိုတာတွေကအစကျွန်တော်တို့ရဲဘော်တွေကကျွန်တော်တို့ချစ်ဆက်ချင်းညီကိုတွေကလိုက်လံပြီးတော့နောက်ပိုင်းတွေမှာလဲ သရုပ်ပြသွားမှာဖြစ်ပါတယ်အခုဒီနေ့ကျွန်တော်တို့ဒကမြို့ကိုရောက်လာတာကတော့ကျွန်တော်တို့ဒီမပြည်သူတွေအနေနဲ့မဲသရင်မှာကို့နာမည်ပါအောင်ပထမဦးဆုံးအဆင့်လာမယ့်29ရက်နေ့မတိုင်ခင်မှာတက်တက်ကြွကြွနဲ့တွားရောက်စစ်ဆေးဖို့မဲသရင်မှာမပါရင်လည်းချက်ချင်းတိုင်တန်းအကြောင်းကြားဖို့ပြီးလို့ရှိရင်နော်မာရှိရဲ့နေ့မှာကိုနှစ်သက်တဲ့ပါတီကိုကိုတကယ်ကိုစားပြုမဲ့ဒီမိုကရေစီရေးတွေတကယ်နှိမ့်နာခံခဲ့တဲ့နိုင်ငံရေးပါတီအဖွဲ့အစည်းများကိုယ်စားလှယ်များကို တတိရှိရှိနဲ့ရွေးချယ်ကြဖို့မဲပေးကြဖို့ကျွန်တော်တို့လာရောက်လှုံ့ဆော်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာမဲပေးဖို့မဲစည်းစစ်ဖို့နဲ့ပတ်သက်တဲ့ကျွန်တော်တို့လှုံ့ဆော်တဲ့စာပြေစာတမ်းတွေကိုကျွန်တော်တို့ညီငယ်ညီမငယ်တွေကလိုက်လံဝင်ခမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နှစ်ပေါင်းများစွာပေးဆက်ခဲ့ရတဲ့ရင်းနှီးခဲ့ရတဲ့မဲပေးခွင့်ရဲ့ခွင့်ရေးကိုတကားမျိုးကမိဘပြည်သူတွေမိမိရရအသုံးချပြီးတော့ကိုလိုချင်တဲ့ပါတီကိုလိုချင်တဲ့ကိုယ်စားလှယ်ကိုလိုချင်တဲ့အစိုးရကို တတိရှိရှိနဲ့ရွေးချယ်ကြပါလို့တိုက်တွန်းနှိုးဆော်ကြပါတယ်